ဒီနေ့ပိုင်းမှာတော့ရှီယန်ကိုသူမရဲ့ဆရာစပေးကလောက်မှနေတော့စိတ်ကူးရင်စစ်တက်ခွပေးခဲ့တာကိုလည်းမြင်မှတ်နေခဲ့ပါတယ်။ဒူလာခဲရနဲ့အစီကံတက်တက်ရခေါ်သားခဲ့ပြီးတော့အိုးစားတွေဆွဲချုပ်ခဲ့လို့မိကက်တွေဖို့ပေးလိုက်တာမင်းသားစီကိုလည်းခေါ်သားခဲ့ပါတယ်။ ရထားလုံးထဲမှာမင်းသားကိုတွေ့ရကြအောင်ရုံးမိမဲ့လဲမင်းသားကြီးကလင်းနဲ့မရပုံစံနဲ့ဖမ်းလာလိုက်ပါ诶။ရာလုံးပေါ်ကအစင်းမှာလဲပွတ်ရှိလိုက်ပြီးတော့ရှင်းရတော့မင်းသားကြီးပေါ်တာမီလို့လဲဖြစ်သွားခဲ့ပါ诶။မွေးနေ့ပွဲကျင်းပဖို့အတွက်ညီမငယ်စုံကစောင့်နေခဲ့တာဖြစ်ပြီးတော့စီမိုးကတော့ရှိရမင်းသမီးရှိရန်ဆွဲလန်းခဲ့ရပေမဲ့လဲအခုချိန်မှာတော့မဆိုင်တော့ကြအောင်ပုံရှုပ်မှုကလဲပြောလိုက်ပါ诶။အချက်ဆုံးကိုရီကိုမြင်လာတဲ့ဆွဲစိန်လုံးနေခဲ့ပြီးပဲရှီအောင်မသိချင်အောင်ဆောင်းလိုက်ကလစ်လူရှူလာလိုက်ပါ ရှီယံမိတ်ဆက်ပေးလိုက်မှာပဲသူမငယ်သေးကြောင်ပြောလိုက်ခဲ့လို့အားလုံးကလည်းမွေးနေ့လောက်ဆောင်ပါခဲ့ပေမဲ့လည်းရှီယံမပါခဲ့ရကြောင်အင်ဂျင်သွားမယ်လို့ဆိုတာထွက်လာခဲ့ပါ යි ကလေးမလေးကမင်းသမီးကိုပြောင်းညံ့နေထင်နေခဲ့ရကြောင်ရှီယံမင်းသားကြီးရဲ့မြင်းကိုပါစီးခဲ့ကြောင်နဲ့တိုင်းမညာပါတက်တယ်လို့လည်းပြောလိုက်ပါ යි လောက်ဆောင်ပေးဖို့အတွက်ပန်းလေးကိုချင်းနဲ့ ်ပန်းတော်ထဲမှာအိတ်နေခဲ့တဲ့ပန်းနဲ့သမီးကိုတွေ့သွားခဲ့ပါတယ်ပန်းနဲ့သမီးကသူမမြင်နိုင်ခဲ့ရကြောင်းအံ့ဩနေခဲ့ပြီးတော့စပီကလာလာတယ်ဆိုတာကြောင့်လည်းတီးသွားခဲ့လို့ရှီယန်ကလည်းတစိတခွားကိုတောင်းဆိုလိုက်ပါတယ်နှစ်တစ်ထောင်မှာတစ်ခါပဲပွင့်တဲ့ပြင်နဆိုးတွေကကြောက်ကမ်းမှာစောင့်ရှောက်တဲ့ပန်းဖြစ်နေခဲ့တာမို့သူမမရှိပေမဲ့လည်းနှစ်သုံးရမှာတစ်ခါပွင့်တဲ့ GC ပန်းကိုလည်းပေးခဲ့ပါတယ် မွေးနေ့ပွဲရယ်လူတွေအကုန်လုံးကဝင်လာခဲ့ကြပြီးတော့ဗီတန်လီနဲ့ရှန်အောင်နဲ့ပါမွေးနေ့ပွဲမှာရှိနေခဲ့ပါ යි မင်းသမီးတို့ရှန်အောင်ရဲ့လက်ဆောင်ဘိုးချုပ်ရဲ့ရွှေငါဇီမိုးရဲ့များနဲ့လှုပ်ထားတဲ့အချုပ်တစုံစသဖြင့်လက်ဆောင်တွေပေးခဲ့ကြပြီမဲ့လဲအကုန်လုံးတဲ့မင်းသားကြီးရဲ့လက်ဆောင်အောင်လာစိတ်ဝင်စားနေခဲ့ပါ යි အယောင်ကိုဝါရှိပြီးတော့တောက်ပါတဲ့ပလဲကိုမင်းသားကြီးရဲ့လက်ဆောင်ပေးခဲ့လို့ဗီတန်လီကလည်းရှားပါရဲ့သူတို့ရဲ့အနောက်တိုင်းမျိုးနွယ်စုရဲ့ဖန်ခွားကိုလည်းလက်ဆောင်ပေးခဲ့ပါ යි ရင်ချိုင်းရဲ့အတော့လို့ဗီတန်လီနဲ့ရှန်အောင်ကစကားစားတွေမင်းကြီးကိုရှောက်နေခဲ့ကြအောင်မင်းသားကြီးကမွေးနေ့ပွဲကျင်းပဖို့ဘင်ယုံလည်းရှောက်တင်လိုက်ပါ යි ဆန်အောင်ရဲ့မိမထားဖောက်လာခဲ့ပြီးတော့ရှင်ရမင်းသမီးကိုလက်ဆောင်ပေးတာကြောင့်လူကြားထဲမှာအချက်ကွဲအောင်ပြောဆိုခဲ့တဲ့အပြင်ဆန်အောင်ကလည်းသူ့မိမပက်ကနေပြီးတော့ရက်တီခဲ့ပါ ရှီယန်ပန်ကောင်ထုတ်ပြခဲ့ပေမဲ့လည်းတမန်ပန်ကောင်ဘက်ထင်ကရီပင်သူတို့ကအချက်ရအောင်လုပ်ခဲ့ကြအောင်အော်ဂျီဟစ်ဂျန်နဲ့ချာအော်ဒလင်မယားလည်းလုပ်ခဲ့ပါရဲ့မင်းသားကြီးကပဲသူ့ရဲ့မိန်းသမီးတို့ကာကွယ်ပြောဆိုခဲ့တဲ့ပြင်ချာအော်ဒစနီမောင်နဲ့မွေးနေ့ကိုနှောက်ယှက်နေကြောင်းလည်းပြောလိုက်ပါရဲ့ဘင်းရဲ့ရှိမှချာအော်နဲ့မင်းသားကြီးကပြန်လာတက်နေခဲ့တဲ့အချိန်မှာပဲမင်းသားကြီးကအဖွာရှီယန်ပွဲတော်မှာချာအော်ကိုပြန်ပြီးတော့ပြောဆိုနေခဲ့ကြအောင်ဂျီကိုအပြစ်တင်ပါတော့တယ် တင်းမာမှုတွေကပိုဆိုးလာခဲ့ပြီးတော့ဇီမိုကကူပြောခဲ့ပေမဲ့လည်းဆက်ပြီးတော့အပြစ်ဖြစ်နေခဲ့တဲ့အချိန်မှာမင်းတမင်းငယ်လေးရဲ့ခေါင်းပေါ်ကတိခါပန်းအဖွားဖြစ်သူကတေချာမြင်လိုက်မှပဲ GC ပန်းဆိုတာလည်းတည်သွားခဲ့ပါရဲ့စိန်လုံးသားလှပတဲ့သူတွေကဆက်ပြောနိုင်မဲ့ပန်းဖြူပြီးလက်ပြပေါင်းမြောင်များစွာလည်းမွေးနေ့ပွဲတော်ဝင်လာခဲ့ပြီးတော့မင်းတမီးဘေးမှာလည်းပြန်တန်းပါတော့တယ်အဖွားဖြစ်သူနဲ့ဘင်းကလည်းလက်ခုပ်တီးပေးလိုက်ပြီးတော့ရီရရှိအောင်ဘလို့ရလာလဲမေးတဲ့အချိန်မှာမဖြေဘဲနဲ့မျက်စောင်းလေးနဲ့ပဲတက်လိုက်ပါရဲ့ ။မွေးနေ့ပွဲကိုလည်းဆက်ပြီးတော့ကြေပွားခဲ့တာရှီယန်ကတော့အစားပလုတ်ပလောင်းနဲ့အကုန်တိကျုံနေခဲ့ပါရဲ့။ချန်ဟောကမင်းကြီးကိုကုန်မစ်စီးနဲ့ဗီဒန်လီရဲ့မြင်းကောင်းနေနဲ့နယ်ဆက်မှာလဲနိုင်ဖို့အတွက်စခန်းဆောက်ဖို့အကြံပေးခဲ့ပေမဲ့လည်းဘုံဦးကတော့နယ်ဆက်ကိတ်တွေအယောင်းဝယ်လိုရမယ့်နေရာမဟုတ်ကြောင်းထောက်ပြလိုက်ပါရဲ့။ဗီဒန်လီရဲ့မြင်းနေနဲ့လဲမဲ့ကိစ္စမင်းကြီးကစိတ်ဝင်စားသွားခဲ့ကြအောင်မွေးနေ့ပွဲပြီးကသူ့စီလာဖို့ပြောခဲ့တဲ့အချိန်မှာရှီယန်အနောက်တိုင်းမျိုးနွယ်တဲ့ပိုကောင်းတဲ့မျိုးနွယ်ကသူ့မှာရှိကြောင်းလည်းပြောလိုက်ပါရဲ့။ဘသူရဲ့မြင်းကပိုကောင်းမလဲဆိုတာဗီဒန်လီနဲ့ရှီယန်ပြိုင်ဖို့လုပ်ခဲ့ပေမဲ့လည်းရှီယန်ကသူ့နဲ့ပြိုင်ရမှာမဟုတ်ဘဲနဲ့ရှီယန်ပြလိုက်ခဲ့အောင်နိုင် ုင်ငံတော့ကလည်းအော်သွားခဲ့ကြပါ යි ။ဘရင်ကခွင့်ပြုလိုက်ခဲ့တာကြောင့်ဂျူလီယာကိုခေါ်လို့လာခဲ့ကလိမ့်ဆန်စကားနားလည်ခဲ့တဲ့ရှီယန်တော့ပျော်နေခဲ့ပါ යි ။ဂျီရဲ့မြင်ကငကနီဖြစ်ပြီးတော့ဘီတန်လေးရဲ့မြင်ကတော့မိုင်းထောင်မြင်ဖြစ်ပေမဲ့လည်းချောင်းကတော့သူတို့ရဲ့အကြံစီကတခုမှမှိုင်းသွားမှာဆိုတာကြောင့်ဘီတန်လီကိုစိတ်လိုက်မှမလို့ဘဲထပ်ထပ်ခါခါမှားနေခဲ့ရပါ යි ။ဆွန်သားတော်ကြိုက်တဲ့ဆိုတဲ့ဗီတန်လီရဲ့အနောက်ကမျက်နှာဖုံးဆွလူတူရဲ့အစွမ်းတုံးလိုက်ပြီးတော့မိုးမဲကြီးရဲ့ရွာသွန်းခန်းလိုက်ပြီးတော့မိုးနေပွဲကိုလည်းဖျက်ဆီးလိုက်ပါရဲ့ ဘူးရနေတော့ရှန်အောရဲ့အိမ်တော်လိုက်လာပြီးတော့ကုံတော်ရဲ့ကိစ္စဆွေးနွေးမဲ့အကြောင်းပြောခဲ့ပြီးမှလည်းမင်းသမီးလေးကသူ့ရဲ့မွေးနေ့မှာဖခင်ကိုထောက်မသွားဖို့ပူဆာနေခဲ့ပါရဲ့။ရှီယာအေးစေးကလေးမွေးလို့ဆိုတာယာတီဦးလူလည်းပြောင်းလဲဖို့အတွက်လိုက်ကရေးပိုးဖလန်နေလို့လည်းတောင်းဆိုလိုက်ပါရဲ့။ရှီယာရဲ့ကြံစီကိုရှီယာရဲ့ကြိုတိနေခဲ့ပြီးတော့လိုအပ်တဲ့ကြောက်စီခဲလေးကိုယူဆောင်ခိုင်းလိုက်ကကြောက်စီခဲကိုလိုက်ကမှာရှိလိုက်ပြီးတော့တိုင်ပေါ်လည်းပစ်ချလိုက်ပါရဲ့။ပြီးရနေကိုဖော့ပြီးတော့လေးပေါ်မှာတိုင်နဲ့တိုင်ကိုရှီနေခဲ့ပြီးတော့ရှီတဲ့ပေါ်မှာပြပြနေခဲ့တဲ့ရှီယံအားလုံးကလည်းအံ့ဩနေခဲ့ရပါရဲ့။ ခီရတဲ့ရှီယန်လိုပဲအမိုးပေါ်တက်လာခက်ကပိုးထဲကိုစောက်ကန်ပြစ်ပစ်ခဲလို့လေးပေါ်မှာအသွမ်းကြီးစွာလိုက်ကရင်နဲ့မွေးနေ့အဆောင်ပေါ်လဲပိတ်ပြစ်လိုက်ပါ යි မိုးလုံးဝမဆူတော့တဲ့မွေးနေ့လက်ဆောင်ရသွားခဲ့ပြီးတော့ဘီတန်လီရတဲ့ရှီယန်ကိုကျေးဇူးတင်ကလာပြောတဲ့အချိန်မှာခီရတို့ရှီယန်ကိုရုတ်တည်နဲ့အိတ်ကန်းထဲကိုမားရှိသွားခဲ့ပါ යි ရုံးနေခဲ့လည်းမချပေးမဲ့သူ့ကိုမဖီဆန်ဖို့လားတတိပေးလိုက်ပြီးတော့အဲ့ရပေါ်ရောက်မှပဲပြစ်ချလိုက်ပါတကယ်ကဝစားလဲခိုင်းတာဖြစ်ပြီးတော့သူကလွယ်ရင်ဘသူမှလဲခိုင်းတာမကြိုက်ကြောင်ပြောကထွက်လာခဲ့ပါဘူးအဝစားတင်းနဲ့မိုးဘွားကနေစဉ်သက်လာခဲ့တဲ့စီယာမင်းသားရဲ့အကြီးကရောက်နေခဲ့ကမင်းကြီးကကုညီတဲ့အတွက်လူရောတောင်းဖို့ပြောခဲ့ပြီးမလဲသူမှလူချင်တာပါမှမရှိကြောင်ရှီယန်လည်းပြောလိုက်ပါ ချောင်းကမွေးနေ့ပွဲမှာပြန်တဲ့ချိန်မှာတော့အန်တီရှူကိုတွေ့ပြီဖြစ်ကြောင်းနဲ့ဂတိကိုမမေဖို့ရှင်းချောင်းကထွက်သွားခဲ့ပါ යි ။ရီးရဲညမတော့တိတ္တာဘူးလေးတစ်ခုလက်ဆောင်လာပေးကစားပြုတ်ခဲ့တော့လို့အမြင်မဟုတ်တော့ဘဲနဲ့ကျေးဇူးတင်စကားကိုကြိတ်ကက်ကန်မီလီမီလီယာလာပြောခဲ့ပါ යි ။ နန်ရှင်းဝန်နဲ့လမ်းမှာတွေ့တဲ့ချိန်မှာပဲတပြားတိုက်တုံးကကုညီပေးခဲ့ရာကြောင်းကျေးဇူးတင်စကားပြောတဲ့ချိန်မှာကြောက်စင်းဆွဲသည့်မှာနဆိုးရရှိနေကြောင်းရှီယန်တီးသွားခဲ့ပါ诶နန်ရှင်းဝန်ရဲ့ယောဂါနဆိုးရဆွာအကြောင်းစိုးနေခဲ့တော့ရှီယန်တီးသွားခဲ့ပြီးတော့လုံးကုန်တော်ဆန်တပ်ဖို့ပြောခဲ့ပေမဲ့လည်းနန်ရှင်းဝန်ထိတော့ရေအောင်လက်မခံခဲ့ပါဘူးတေချောင်ဆွဲသည့်ကိုကြည့်တဲ့ချိန်မှာတော့ဖြက်စီးရမယ်ဆိုရင်နန်ရှင်းဝန်ရဲ့အဖေအမွေပါဖြက်စီးသွားမယ်ဆိုတာကြောင့် ဘောဒီစစ်ပတိကိုဆွဲဖို့နဲ့တတလာရင်သူ့စီကိုလာဖို့မှားခဲ့ပါလေ။ဒါဟာလုံးပေါ်မှာတော့ရီယာမင်းဖေးကတစ္ဆာပေါက်တယ်။နန်းရှင်းဝင်ရဲ့အဖေကမင်းဖေးကြောင့်တေးရတာသူလောက်ခဲ့ရတဲ့အတွက်ပြန်ပြီးတော့ပေးဆက်ရမယ်။မင်းကနန်းရှင်းဝင်နဲ့ဝေဝေးနေဖို့ရီယာရဲ့တတိပေးလိုက်ပါလေ။ရှင်ဟောသူ့ပေါ်ဒေါ်လာထွက်ဘာလို့လို့ကောင်းကွက်တစ်ခုမှမပြောတဲ့မင်းသားကိုစိတ်ကုန်နေကြောင်ပြောခဲ့ပြီးတော့နန်းတော်ပြန်ဟောတာနဲ့ရှင်ဟောရှောက်ရှားပွဲရာဆိုင်မှာအကျဉ်းချထားကားလိုက်ပါလေ။ မင်းသမီးငယ်စီကရခဲ့တဲ့ကြာပွန်းတဲ့ကလေးတယောက်လိုစောင့်နေကြတဲ့ဂျီကိုလည်းချောင်းကြည့်ခဲ့ပါရဲ့ဂျီရဲ့အကြောင်းပါလာခဲ့ရအကြောင်းနောက်တစ်ခါဆက်ချောင်းပြီးတော့မုန်းစရာကောင်းတဲ့မင်းသားကိုလိမ့်လို့ရင်ွေးထဲမှာစိန်သားချင်းကြောင်ပြောနေကြရလဲကြားလိုက်ရပါရဲ့ရှင်နဲ့ဝေးနေရတာသူမတို့အဆင်ပြေကြောင်ပြောနေခဲ့တာကြားသွားပြီးတော့မင်းကဘလောက်ငါနဲ့ဝေးဝေးနေမှလဲဆိုတာချောင်းကြီးမေးရဲ့သူ့ကိုသူလည်းအံ့ဩပြီးတော့လှည့်ပြန်ခဲ့ပါ යි ။နောက်နေ့မှာတော့မင်းသားရဲ့အမိန့်နဲ့နန်းဆောင်ကိုလာခေါ်ခဲ့ပြီးတော့နေ့စဉ်တန်ချင်းတွေကိုလောအောင်မှဖြစ်ကပထမဆုံးအနေနဲ့ရေပြစ်ခိုင်းလိုက်ပါ යි ။ မင်းသားစီကိုတိုက်ရိုက်သွားဖို့လှုပ်ခဲ့ပြီမဲ့လည်းမသွားဖို့နဲ့ကိုကသူမပဲလုံးမယ်လို့ဆိုတာရေဖြည့်ဖို့လှုပ်ခဲ့ပါလေရှီယန်ဝေယုံပင်ကိုခုတ်ဖြတ်လိုက်ခဲ့ကရှူမင်းသမီးကရှီယန်လာလောင်ဖို့အတွက်သူ့ရဲ့အမတော်တွေကရှီယန်စီကိုခေါ်လာခဲ့ပါလေဝါလုံးနဲ့ရေတွက်စနစ်ကိုရှီယန်ဖန်တီးလိုက်ခဲ့ပြီမဲ့လည်းရှူကရောက်လာခဲ့ပြီးတော့လှောင်ခဲ့လို့ဝါပင်ကိုခုတ်အားကြောင့်နန်းတော်အမှုကိစ္စနဲ့ညှိပြန်ပြီလို့ဆိုတာပြန်လာစားချပါလေ နန်းတော်ထဲမှာနေရအကုန်ပိုင်တာမို့လားပြောနေတဲ့အချိန်မှာရှီကရောက်လာခဲ့အကြောင်းရှူကသူမရဲ့စိတ်အိုက်တိုင်းပဲတိုင်တန်းခဲ့ပေမဲ့လည်းရှီကနန်းတော်ရှီအောင်စီမံခိုင်းလိုက်ပါနန်းတော်စီမံချင်တဲ့ချူမင်းသမီးကကိုရှူကိုပြန်ပတ်ခဲ့ကရှူကတော့ရှီအိုင်အလုပ်တွေလောက်အောင်မှာဖြစ်ခဲ့လို့ရှီကတော့မင်းသားအလုပ်ကျွေးပြုဖို့အမိန့်ချခံခဲ့ရပါ အတင်းရင်းစုံနေကြတဲ့ရှီယံကြီးကရှီယံမလို့ရှင်တဲ့ကိစ္စတွေကိုလောက်ခံရတာကြိုက်တယ်လို့ပြောလိုက်ခဲ့တာကြောင့်မင်းသားအောင်မှာတခုမကြံပြန်ပြောရတဲ့ရှီယံရှူမင်းသမီးရောအန်အောဆာဖြစ်လာခဲ့ပါအေးမင်းသားစပင်ကိုပြပေးလိုက်ခဲ့ပြီးတော့ထောက်သားဖို့လောက်ခဲ့ပြီမလဲရှန်တဲ့ဟုတ်ပါထပ်မှန်ပြီးတော့တပြက်စီလဲကိုခိုင်းလိုက်ခဲ့ပါအေးစင်းရင်းနဲ့ထွက်လာခဲ့တဲ့ရှီယံမင်းသားစပင်ကိုဆွဲနှုတ်ကိုကြမ်းစီနေခဲ့ပြီးတော့ ပြပင်ပေါ်ကမင်စာလေးတကောင်ကရှီယန်တို့စီကိုတရွက်တွေပစ်ချကစားနေရတာလေးကိုပျော်နေခဲ့ပါ诶စားနောက်နေခဲ့တဲ့မင်စာကိုရှီယန်မြင်နိုင်ခဲ့ရကြောင်းဖျက်ချောက်လိုက်ခဲ့ပြီးမြဲလဲခြာထုတ်ပြတဲ့အချိန်မှာပန်းနဲ့သမီးကရလာခဲ့ပြီးတော့နင်းအုပ်လိုက်ပါ诶အချေယူမင်စာလေးကပန်းနဲ့သမီးကသူ့စီကိုလာလေလို့ထင်နေခဲ့ပြီးမြဲလဲနန်းတော်တွေကအလုပ်တစ်ခုစောက်ကြောက်စရာရှိရာကြောင်းလာလာလို့ရှီယန်ကိုပြောလိုက်ပါ诶ရှီယန်ကိုတန်ရှင်းလုံးရမယ်ဆိုတာတီးသွားခဲ့ရကြောင်းစောနာအမှားတဲ့မင်စာကတောင်းပန်လိုက်ကတစိုက်ခတ်ထားခဲ့တဲ့တပင်အိုကြီးကိုလည်းပြန်ဝင်စားနိုင်အောင်လုပ်ခဲ့ပါ诶 ။တစ်ပင်လည်းတစ်ပင်ဆောင်နဲ့ကတစိခက်ခန့်သားရကြောင့်အကြာကြီးအိပ်ပျော်နေခဲ့ကအခုလည်းပြန်ပြီးတော့ပြန်အိပ်ပျော်သွားခဲ့ပါအေး။အစီကံမာလေးတွေကတော့တင်းနေတဲ့တစ်ပင်ကပြန်ပြီးတော့ဝေးစားလာခဲ့ရကြောင့်တရေချောက်တဲ့ထင်လာခဲ့လို့ကိုရအောင်စုံစမ်းလာခဲ့တဲ့တည်င်းရရှီယာစပေးကလောက်ကနေပြီးတော့ဇားခဲ့မှန်တိခဲ့လို့ထပ်ပြီးတော့စုံစမ်းဖို့ရီရလည်းပြောလိုက်ပါအေး။အရွက်တစ်ပင်မှမရှိတော့တဲ့အပင်ဟောင်းကြီးကပြန်လည်ရှင်းလာခဲ့ရကြောင့်ရှူမင်းသမီးကရှီယာဆရာအမှန်ကိုတာအောင်ဆရာနဲ့ဖော်ထုတ်ဖို့စီရင်နေခဲ့ပါအေး။ မိုးရှိပြောပြရဲ့လက်စုကိုမင်းသားကြီးလစ်တုံလိုက်ရှာနေခဲ့ကအဲ့ရတဲ့မှာရှာနေတဲ့အချိန်မှာပဲမင်းသားကြီးကရောက်လာခဲ့ပြီးတော့ပါလုံးနေတာလဲချစ်စနီးလို့မေးလိုက်ပါရှီယန်အခန်းကရှုပ်ွားနေလို့တန်ရှင်းလုံးနေပါလို့လင်းခဲ့ရကြောင်းရှီယန်နှခံကိုကင်လိုက်ပြီးတော့ရိုက်ဖို့လုံးလာခဲ့တဲ့ရှီယန်ကိုတန်ရှင်းအဲ့လိုကန်တန်နိုင်ခဲ့ရကြောင်းနောက်ရက်တွေလုပ်ပေးဖို့ပြောလိုက်ပါမင်းသားအတွက်မနှက်ဆိုင်လာရှာခဲ့တဲ့အချိန်မှာတော့မင်းသားကြီးတို့ကတန်မာဟင်းရယ်ဖြစ်ခဲ့ပေမဲ့လဲအစားတရေမှလည်းရှီယန်သူမအတွက်ထူးခြားနေခဲ့တာကိုသဘောကျသွားပြီးတော့ခွန်ကြွေးလိုက်ပါနောက်ရက်တွေမှာလည်းအလုတ်ကျွေးပြူဟန်ဆောင်ကလက်စုကိုလာရှာခဲ့လို့လက်ဖက်ရည်ကိုလည်းပင်ပင်အောင်လုပ်လိုက်ပြီးတော့ခ နာကိုထက်သည့်လည်းလိုက်ရှာခဲ့ပါ၏။ရီရဒေါ်လာထောက်အားပြီးတော့အတင်းယုံနေကြတဲ့ရှီယန်ရင်ခုန်လေးတောင်တည်သွားခဲ့တဲ့အချိန်မှာပဲရီရအနန်တွေကတော့ကြီးစိုးသွားခဲ့ပါ၏။ရှီယန်ကတော့ခမားလို့လို့မဟုတ်ပဲနဲ့နမ်းမဲ့လူရှိရတော့မှအနန်းခန့်ရလို့မျက်ရည်တွေကျလာခဲ့ပြီးတော့ရီရကတော့မငိုပါနဲ့တော့ဆိုတာဖလားလိုက်ပါ၏။ရီရပိုက်ကိုရှီယန်လက်သီးတစ်လုံးကဝင်သွားခဲ့ပြီးတော့ဆက်သွေးဖျက်ကထွက်ပြေးသွားခဲ့တာကြောင့်ကွင်းအောင်တော်မှစကားပြန်ပြီးတော့မပြောနိုင်ခဲ့ပါဘူး။နောက်ရက်တွေမှာတော့ရှီယန်ရီစီကိုနေမကောင်းဖြစ်နေလို့ဆိုတာမလာတော့ပဲနဲ့ရီရကတော့အတော်လေးစိတ်ပူသွားခဲ့ပါ၏။မိုးရွာရဲ့နေလေးတစ်နေ့ဖြစ်တာမို့စပီးကလောက်တောင်ပေါ်ကအတိုင်းပဲရင်သာသွားချဖို့ထွက် သွားခဲ့တာတစ်သားနှရွက်မှုတွေဖြစ်နေခဲ့ပါတယ်တစ်သားနှရွက်မှုတွေပြစ်ချပေးနေတဲ့အချိန်မှာပဲမင်းသားကြီးကရောက်လာခဲ့အောင်ရှီယန်တွင်ပေါ်ကနေပြီးတော့ရှီချော်ကြသွားခဲ့ပါတယ်ရှီယန်ပဲပထမတစ်ခေါက်တုံးအောင်လို့ကိုဖောက်ပြီးတော့တွင်ပေါ်ကကြားလာခဲ့သူမကိုဖမ်းနိုင်ခဲ့လို့မျက်နှာနှစ်ခုနီးစပ်သွားခဲ့တဲ့အချိန်မှာတော့ခင်ဗျားတို့ရဲ့သူမတော့မနီးစပ်တော့ပဲထွက်သွားခဲ့ပါပြီ